မကူညီတဲ့ဂီတအမျိုးအစားတွေကိုပေါင်းဆက်ဖန်တီးထားပြီးအနုပညာရသတခုအနေနဲ့ပကြီကားတစ်ချက်လိုဖန်တီးတင်ဆက်ထားတဲ့ House Full of Music Art တို့မဟုတ်ဂီတအနုပညာများနဲ့ပြည့်လွှမ်းနေသော အိမ်ဖော်ပြတင်ဆက်မှုပဲဖြစ်ပါတယ်။ရှေးဟောင်းအိမ်တစ်လုံးထဲမှာဂီတအနုပညာဖန်တီးတင်ဆက်မှုတွေကို အခန်းတစ်ခန်းချင်းစီထဲမှာမတူညီတဲ့ဂီတအမျိုးအစားတွေနဲ့အန်အောမင်သက်ဖွဲ့ကောင်းတဲ့အနုပညာဖန်တီးတင်ဆက်မှုတွေကိုတွေ့ရမှာဖြစ်ပါတယ်။ နားမျက်စိနဲ့စိတ်တွေကိုဖွင့်ထားပြီးအမှုပညာကိုလွတ်လပ်စွာ စီးမျောခံစားဖို့နဲ့တဘာဝတရားရဲ့အတန်တွေကိုဘောင်းတွေကန့်သက်မထားပဲဂိတအမှုပညာအဖြစ်လက်ခံနိုင်ဖို့အရေးကြီးတယ်လို့ပွဲစီစဉ်သူကပြောပါတယ်အခန်းတိုင်းမှာဒီမှာအခန်းတွေအများကြီးရှိတယ်အခန်း10ခန်းကြော်ကြော်လောက်ရှိမယ်ဆိုတော့တခန်းချင်းစီမှာကိုရောက music တစ်မျိုးမှာ classic ရှိမယ် traditional ရှိမယ်ပြီးတဲ့ကကြဒီဘက်မှာ music ဟိုဟာ rock ရှိမယ် pop ရှိမယ် jazz ရှိမယ်အခုစီမှာမျက်လုံးလေးမေးကြည့်လိုက်ဒီကြားနေရတဲ့အကောင်လုံး music ဒီ music ကိုချစ်ပြီး music ကိုမြန်လို့ပြီဆိုတာနဲ့ဟောနော်ကြားသမျှအရောင်လက်ခံနိုင်ဒီရာရဲ့ကြီးရွယ်ချက်ကလည်းဘောင်းနေမကန့်သက်ပဲနဲ့တသားနဲ့မတူညီတဲ့အရာတွေပေါင်းစပ်ပြီးတော့ဖြစ်တည်လာတဲ့အရာတွေဖြစ်တယ်ဒါတွေအကောင်လုံးလက်ခံနိုင်မယ်ဆိုရင် yes ကောက်ွက်တွေတိုင်းကိုစိတ်ခံစားမှုအပြည့်အဝထည့်ထားရပြီး မျက်နာအနေထား လှုပ်ရှားမှုတိုင်းမှာကောက်ွက်တွင်တဲ့အတူစိတ်ခံစားမှုရဲ့ခေါ်ဆောင်တဲ့အတိုင်းတင်ဆက်မှုအပိုင်းကိုစူးစမ်းထားတယ်လို့အကနီးပြဆရာ ကိုရဲရန်အောင်ကပြောပါတယ်ပဒူညီရဲ့ music တွေလူညီရဲ့အမှုပညာနှစ်ခုကိုပေါင်းဆက်ပြီးတော့မှတိန်တိန်နဲ့အိမ်တစ်ခုရဲ့မှာပြကိုင်းကျွန်တော်တို့ရဲ့အမှုပညာတွေကိုပြကိုင်းတစ်ခုကိုပြထားပြီးတော့မှချော်ပြီးရဲ့လာကြီးရဲ့လူတွေအတွက်လည်းပကြီကားပုံစံမျိုးကြီးပေါ့နော်ပကြီကားတဲ့လူမျိုးပေါ့ပကြီကားတဲ့တစ်ခုကိုချိနေရတဲ့လူမျိုးပေါ့အဲ့လိုရတာကိုပို့ပြလေတင်တယ် message ပေးတင်တယ် လာကြီးရဲ့လူတွေအတွက်ကိုတခါမှမကြုံဘူးမကြုံဘူးသေးတဲ့အမှုပညာရသားကိုရစေတင်တယ်ပေါ့နော်အဲအဲ့ CEO ချက်နဲ့လုတ်ဖြစ်လိုက်တာပါစိတ်ဒစာအင်ကြီးတစ်လုံးနဲ့မှာအမှုပညာရသားတစ်ခုချင်းစီကိုဖော်ထုတ်သွားတဲ့ဖြောပြေတင်ဆက်မှုတစ်ခုကိုခန်းစားလိုက်ရတယ်လို့ဘွေးလာရောက်ကြည့်ရှုသူဒေါ်သိန်းကြီးဝင်းကပြောပါတယ်ခိတအမျိုးအစားတစ်ခုချင်းစီကိုသာ ဖြောပြေခဲ့တဲ့ပွဲတွေ ကြီးခဲ့ဘူးပေမဲ့ဒီလိုရသားခန်းစားမှုအပြည့်အဝပေးတဲ့ခိတပေါင်းစုံပွဲမျိုးဖက်ကြည့်ခွင့်ရဖို့မျှော်လင့်နေပါတယ် စိတ်တစားအင်းရဲမှာပေါ့အမှုပညာလက်ရာတွေကိုတစ်ခုချင်းစီဖော်ထုတ်သွားတဲ့အနေထားပေါ့နော်အဲဒီ performance လေးတွေလည်းအကုန်ကောင်းပါတယ်သူ့အပိုင်းသူ့အပိုင်းလေးတွေပေါ့အကုန်လုံးကကောင်းတယ်ကောင်းတဲ့အတွက် နောက်တစ်ကြိမ်ဆိုလဲဒီလိုမျိုးတွေပေါ့နော်ဖြစ်တဲ့တယ်လို့ယူဆတယ်အဲ့အတွက်နောက်ထပ်လည်းမျှော်လင့်မိပါတယ်ဒီဘယ်နေရာမှာပဲဖြစ်ဖြစ်လိုက်ပြီးအားပေးပါဦးမယ်ကြည့်ရှုပါဦးမယ်ပီတိလည်းဖြစ်ရပါတယ်လို့